ခုနောက်ပိုင်းမကြာခဏဆိုသလိုကြားနေရတဲ့စကားတချို့ကအစီငေါ်မတည့်ပေမဲ့တချို့သောပြည်သူတွေကြားမှာတထွတ်ထွတ်ပြောဆိုနေကြပါတယ်။ တော်နိုင်ရေးဟာအောင်မအောင်ပါတော့ဗလား NUG ဟာလည်းအားရစီရမကောဒီကြားထဲမှာတချို့သောဒေသတွေက PDF တွေဟာလည်းတည်သူတွေနဲ့အဆင်မပြေရှမ်းမြောက်ကရင်နီကရင်ပြည်နယ်ဘက်တွေမှာလည်းတော်လိုင်းအင်အားစုတွေဖက်ကသိမ့်ပိုက်ထားတဲ့နေရာတွေမှာစက်တိုက်လက်လွတ်နေရပြီးရောဒီအတိုင်းဇညိုကြီးဖြစ်နေမလားစားတဲ့ဇကားမျိုးတွေဟာအခုနောက်ပိုင်းလူပြိုများလာကြပါတယ်တကယ်တော့ဒါတွေဟာစက္ကဆဘက်ကလူတွေစိုက်ဝါထိတ်နေကြတဲ့ဇကားတွေပဲဖြစ်ပါတယ်စက္ကဆတပ်သားတွေစိတ်သက်မကြအောင်တစ်ဖက်ကလည်းတော်လိုင်းပြည်သူတွေစိတ်သက်ပြပြအောင်တမင်ကြီးတွေ က်ရှိရှိဝါရဖြန့်နေတာပါ။ဒါဖို့ဘူးမတိကူမတိတန်ရောင်းလိုက်နေတဲ့အဲ့လိုလူတွေကိုစင်ခေါ်ပြီးတခုပဲပြောပါမယ်။စကားစကြဆုံးဘူးစေမိုင်းခန့်လာလူပါတော့တယ်ဟုတ်ပါတယ်နားကြမလွဲပါဘူးစေမိုင်းခန့်လာလူပါတော့တယ်လက်ရှိအရခတ်တက်တော်အေးရဲ့ထူးစင်မြောက်ဦးလေးဟာစကားစရဲ့ပင်မအသက်သွေးကြောဖြစ်တဲ့ကပ္ပဆက်ဆက်ယုံများအနည်းစေမိုင်းကွာအထိကိုထူဖောက်ဝင်ရောက်လာပြီးဖြစ်ပါတယ် ဒါဟာမြန်မာစစ်တပ်ရဲ့ဏီကုန်းနဲ့ချက်သွားနိုင်ပါတယ်စစ်ကော်မရှင်တက်စက္ကမဟာတရုတ်ရုရှားတို့ရဲ့စစ်ရေးနိုင်ငံရေးဗန္ဒာရေးနဲ့နီးပညာအကူအညီများစွာကိုရရှိထားပြီးတကလားပေါ်တာဆွဲတသားတဲ့စူဆောင်းကယခုနှစ်အကောမှာခင်ပါမေရီကော့ဝဲအမီဂျခိုင်အပါအဝင်စစ်မျက်နှာပေါင်းစုံကိုတပြိုင်နက်တံပြန်တိုက်စစ်ဆင်နေပြီမယ်အရက်ခိုင်တပ်တော်အေရဲ့ဒူမတူတဲ့တုံးပြန်မှုတွေကြောင့်နန်လန်ထကစစ်ကော်မရှင်တက်ဟာတပန်အစိတ်ပြန်တက်နေရပါပြီစစ်ကော်မရှင်တက်ဟာကြောက်ဖြူစစ်မျက်နှာကိုစစ်ခုများစွာ ပုပြီးအရက်ခတက်တော်ဤစူးမှုရဒေတာတွေကိုစေချောင်းခုခဲ့ပေမဲ့အရက်ခတက်တော်ဘက်ကတော့ကြောက်ဖြူစင်းမျက်နှာကိုလည်းပြင်းပြင်းထန်ထန်ခုခံပြခဲ့တယ်လို့မပွေးဘကူးနဲ့ AR တိုင်းစင်းမျက်နှာတွေကိုပါတံပြန်ထူးစစ်စင်ဖိအားပေးထားနိုင်ခဲ့ပြီးအရက်ခတက်တော်ဤရဲ့စည်ရေးစွမ်းရည် capacity ကိုစကားစကူတမကတရုတ်နဲ့ရုရှားတို့ကပါကော့ကော့ကွင်းကထုတ်ဖော်ပြသနိုင်ခဲ့ပြီးဖြစ်ပါတယ်ဒီထဲကမှအရက်ခတက်တော်ဤရဲ့မကွေးတိုင်းတွင်းကိုဥတီတဲ့ Ambarland ထူးစင်နဲ့ဘကူးအနောက်ချမ်းကိုဥတီထားတဲ့ ောင်းခုဗရောင်းနဲ့ထူးစစ်တွေဟာစက္ကဆိုင်ရဲ့ဒီကွင်းဒီကွယ်လို့ပြောလို့ရပါတယ်ဒီစစ်ကြောင်းတွေသာနောက်ခက်၁၀မှန်ခန့်ရှိဆက်တိုးနိုင်ခဲ့ရင်စစ်ကော်မရှင်တပ်ရဲ့ဇက်သိန်းကန်စပါပြီစည်းဆိုင်တဆိုင်မှာရောင်းခုပစ္စည်းမပြတ်လက်အောင်ဂယုဆိုင်ရတယ်လို့စစ်တပ်တခုမှလည်းလက်နက်ခဲယံမပြတ်လက်အောင်ဂယုဆိုင်ရပါတယ်လက်နက်ခဲယံဆိုတာတမတော်တခုရဲ့အသက်ဖြစ်တယ်လို့မြန်မာစစ်တပ်အတွက်လည်းကပ္ပစာစက်ယုံတွေဟာမရှိမဖြစ်အသက်သွေးရိုးတွေပါ မကွေးတိုင်းရဲ့နောက်ဆုံးခန့်စစ်ဆီးဖြစ်တဲ့နေရီကန်လေးချောင်းရံကဝေရီပင်မဖြူဟာတပ်စခန်းကိုအရခတ်တပ်တော်အေအေးနဲ့မဟာမိတ်တွေဟာကုလကြထူးစစ်ဆင်းနေခဲ့ပြီးအခုလအောက်တိုဘာလ15ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းတွေအရ Fighter Gun, MPT Tower တိုင်းကုန်းဂုတ်ကြီးနဲ့ပင်မဖြူဟာစခန်းကြီးတို့ကိုပါရရှိထားပြီးဖြစ်တယ်လို့စကစအနေနဲ့နောက်ဆုံးလက်ချံခမောက်ကုန်းကနေအသေးအတန်ခုခံနေပါတယ်။ဒီနေရာဟာကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပစ14နဲ့အတောကုန်းနှိကက်နေပြီးဖြစ်ပြီးစကစအတွက်လက်လွတ်လို့ ဝမရတဲ့နောက်ဆုံးခန့်စစ်ဆီးကြက်ထားမှုနှီးအားထောင်ကဏ္ဍထိအုံပြုကပြစ်ကူစစ်ကူစီမံချက်များစွာနဲ့အစွမ်းကုန်ခုခံနေလျက်ရှိပြီးတမကုတ်ကုတ်တမမှုကိုတိုင်ဦးစီကိုကဲနေပါတယ်ကပ္ပစဆလီကစစ်ကူအင်အား300ခန့်နဲ့တံပြန်စစ်ကြောင်းထူးဖို့ကြိုးစားနေပေမဲ့အချိန်ကိန်ကတ်လန်ကြနေပါတယ်စစ်ကော်မရှင်တပ်ဟာဒီနေရာကိုလက်လွတ်ခဲ့ရမယ်ဆိုရင်မကွေးမီဒီယန်ဒေသဟာအရခတ်တပ်တော်အေးနဲ့မဟာမိတ်တွေအဖို့တကားမရှိဒါမရှိလှုံ့ရှားသွားလာစစ်ဆင်နိုင်တော့မှာဖြစ်ပြီးစစ်ကော်မရှင်တပ်ရဲ့တေကွင်းတေကွက် ကပ္ပစာစက်ယုံလေးဖြစ်တဲ့ကပ္ပစာ14ကပ္ပစာ20ကပ္ပစာ13ကပ္ပစာ2ကပ္ပစာ10ကပ္ပစာ12စတဲ့စက်ယုံလေးကိုအလွယ်ကလေးတက်ခိုက်နိုင်တော့မှာဖြစ်ပါတယ်ဒီနေ့ရေကန်စကန်ဟာဘင်္ဂလားဒေ့ရှ်လေတဲ့ရဲ့လှုပ်ရှားမှုကိုထောက်လန်းဖို့အကောင်အကျများစွာခံကတိဆောက်ထားတဲ့မဟာဗျူဟာမြောက်ခန့်စစ်စကန်ကြီးတစ်ခုဖြစ်တယ်လို့စစ်ကော်မရှင်တပ်ဟာအသက်ပေါင်းများစွာနဲ့အလဲလဲပြုကကာကွယ်ထားတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်စစ်ကော်မရှင်တပ်ဟာမရတဲ့အစိုးမှအစင်းစင်ခုခံပြီးတပြေးပြေးချင်းစုခွာတော့ပါလိမ့်မယ် ်လက်ရှိမှာလည်းတန်ဘူးကြီးရေဒါစက်တွေနဲ့အဝေးပြဟာဝေဇာအမြောက်တွေကိုတဲထုတ်သွားပြီးကျက်ပါတယ်လက်ရှိတိုင်ဝဲတွေမှာလည်းစစ်ကော်မရှင်ဘက်ကအလန်းဖြူထောင်လက်နက်ချသူများစွာရှိနေပြီးအရက်ခတ်တပ်တော်ဘက်ကခကောင်းတို့တဲကတချို့ကိုပုံနဲ့ထုတ်ခွထုတ်ပြန်ထားပါတယ်စစ်ကော်မရှင်တပ်ဟာအရှိုက်ကိုထိလို့အသက်ရှူကျန်နေချိန်အရက်ခတ်တပ်တော် AA ဟာနောက်ထပ်အရေးကြီးပြစ်နက်များတရှိရာပခိုးတိုင်းဗရောင်းတပ်နေကိုလည်းတပြိုင်းတည်းထူးစစ်ဆင်နေပြီးလင်းမြူကူဘဖတ်ညှစ်ထားလိုက်ပါပြီအခုကအောက်တိုဘာလ14ရက်နေ့မှာရန်ချက်ဆက်ယုံကပ္ပ စာ76ကိုအမားခန့်ကခွဲပေးထားတဲ့ပထောင်တက်နဲ့ပကံခွဲစခန်း0.666ကိုအရခတက်တော်အေးနဲ့မဟာမိတ်တီဟာအပီးသက်သိမ်းယူနိုင်ခဲ့ပြီးဂီနီယာဟာကပ္ပစာ76နဲ့9ကီလိုမီတာသာကွာဝေးပါတော့တယ် ဒီကပ္ပစာ16နဲ့အတူကပ္ပစာ3ကပ္ပစာ5ကပ္ပစာ6ကပ္ပစာ9စိုက်ယုံတွေဟာလည်းတစ်ဆက်တည်းနှိကဲစွာတရှိနေပြီးအချင်းချင်းချိတ်ဆက်လဲပတ်နေရတာဖြစ်တာမူတယုံပြူလင်းဂျန်တဲ့စိုက်ယုံတွေပါရဆိုင်သွားမှာပါဒီအပြင်ကပ္ပစာစိုက်ယုံတွေဟာဧကာပေါင်းထောင်းနဲ့ပေါင်းနဲ့ချီပြီးကျေပြန့်တာမူလက်ရှိချထားတဲ့စစ်တီအင်းကထောင်းကနဲ့နဲ့ခုခံဖို့ဆိုတာဘလို့မှမဖြစ်နိုင်ပါဘူးအရက်ခတက်တော်အေးရဲ့တံပြန်ထူးစစ်စင် PR ပေးခြင်းကိုခံနေရတဲ့စစ်ကော်မရှင်တက်အဖို့ကရင်တချင်း ရင်နီရှမ်းမြောက်စင်းမြတ်နာတွေကအင်အားတွေကိုပြန်လဲစူးစီးဖို့ကလည်းမဖြစ်နိုင်သေးပါဘူးအရခတ်တပ်တော်အင်အင်းနဲ့မဟာမိတ်တွေရဲ့စည်ကြီးပြစ်မှတ်ဟာလေအီယာရီမြင့်အနောက်ချမ်းကကပ္ပဆာစက်ယုံတွေကိုဖြိုချပျက်စီးနိုင်ပြီဖြစ်ပြီးဒီအတွက်လည်းနှိရှေစီမံကိန်းများချမှတ်ကကပ္ပဆာစက်ယုံတွေကိုဥတီထိုးပေါက်နိုင်မှုရမဟာမိတ် PDF တယင်းတပ်ဖွဲ့တွေကိုစနစ်တကျလေ့ကျင့်သင်ကြားပေးခဲ့ပြီးရက်နှက်ခရမ်းများကိုလည်းတက်ဆင်ထားခဲ့ပြီးဖြစ်ပါတယ်စစ်ကော်မရှင်တပ်ဘက်ကလည်းကပ္ပဆာစက်ယုံများအတွက်ခန့်စစ်အခိုင်အမာပြင်းနေတယ်လို့သိရ ပါတယ်။တကယ်တော့တပ်ပစာစက်ယုံလေးဟာတည့်ရဲ့ခူးစစ်စင်နေစရာတော့မလိုပါဘူး။အကြီးသားထုံးလုံးမှုတွေဖြစ်တဲ့အတွက်လျှက်စစ်တအားလူအပ်မှုများတာကြောင့်တွေ့တန်ထားရဓာတ်အားလိုင်းတွေကိုဖြတ်တောက်ချင်းဖြင့်ကပ္ပစာစက်ယုံလေးဟာရက်ဆိုင်ပွားစီနိုင်ပါတယ်။စစ်ကော်မရှင်တက်အနေနဲ့ကြားလူစဲစိန်နေရကလေးချောင်းရန်ကာဝေးတပ်စခန်းအလုံးစုံလက်လွတ်လိုက်ရရင်ပဲဖြစ်ဖြစ်ပဘူးတိုင်းအတွင်းကကပ္ပစာစက်ယုံတစ်ခုခုပြူလေးသွားရင်ပဲဖြစ်ဖြစ်စက်သိန်းပိုင်းကိုစတင်ရတော့မှာဖြစ်ပါတယ်။ဒီနေ့ဝင်သိမ်းမနက်ဖြန်အောင်ပွဲရာဆိုတဲ့အချိန်မျိုးကို ရည်ရွယ်တာမဟုတ်ပေမဲ့နေရီကလေချောင်းရန်ကဝေးတက်စခန်းသူမဟုတ်ကပ္ပဆာစက်ယုံတခုခုပြိုးလျက်သွားခဲ့ရင်စစ်ကော်မရှင်တက်ရဲ့ထူးစစ်တီဟာအကြဘက်ကဦးတည်လာတော့မှဖြစ်ပြီးကချင်းရှမ်းမြောက်ပြင်းပြင်းဒီဘက်ကထူးစစ်တီဟာလည်းပြန်လန်ကြလာတော့မှဖြစ်ပါလေဒီအချိန်ဤမှာလွမြောက်နေမိတွေဟာလည်းပူမူချေပြင်းလာမှဖြစ်တယ်လို့စစ်ကော်မရှင်တက်ရဲ့လေချောင်းတက်ခတ်မှုမြေပြင်ထူးစစ်တွေအားလည်းမရှိတလက်ကိုအင်အားချိခဲ့သွားမှဖြစ်ပြီးနောက်ဆုံးမှဏီကုန်းချုပ်ရပါလိမ့်မယ်ဇသိမ်းပိုင်းကိုစစ်ကော်မရှင်တက်ဟာဘလောက်ထိဆွဲဆက်နိုင် င်မလဲဆိုတာကတော့တရုတ်နဲ့ရုရှားတို့အပေါ်မှာလည်းမူတည်နေတယ်ဆိုပြီးမဲ့လေရုရှားဟာလည်းယူကရိန်းစစ်ပွဲတွေကြောင့်သူ့အပူနဲ့သူဖြစ်နေတယ်လို့တရုတ်ဟာလည်းလက်တွေ့ကျတဲ့နိုင်ငံရေးမူဝါဒချင်းကပ်မှုတွေကိုဦးစားပေးတဲ့စီးပွားရေးသမားပြည်ပြည်အိန္ဒိယမြန်မာဆက်ဆံရေးကိုချိန်ဆကနိုင်ငံဘက်ကရွေးလောင်းလာနိုင်ပါတယ်စစ်ကော်မရှင်ထောက်ခံသူတွေအနေနဲ့အရခတ်တက်တော်အင်းကြီးနဲ့ PDF တွေအကြောင်း၅00လောက်ကျသွားပြီးဆိုတာမျိုးနဲ့ရေကမကြသေးဘူးဆိုတာမျိုးစကားစွာထဲ့တဲ့ဂျင်းတွေကိုအတုံးလိုက်ကြိုက်မနေပဲမောင်းနှိုးနဲ့အန်းနှ ပါခဖြစ်စဉ်လေးကိုလက်တွေ့ကြကြသုံးသက်ခအလံဖြူဆောင်ထားတင်ကြောင်းအချံပြူရင်ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ရပါတယ်။အဆုံးဒီနောက်ဆက်ပြီးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ဗနာကလစ်ခါပါအရေးတော်ပုံပေါင်ရမည်။